ဒီနေ့မှလည်းဖတ်ဖို့ခဲ့တဲ့များဖိရဲ့မန်တရဲ့အကြောင်းတွေကဒီပုတ်ကိုမျှဝေပေးချင်ပါတယ်။ဒီဖိရဲ့တွေကိုကြုံတွေ့ခဲ့ရတဲ့သူကတော့စေချောင်းသားတယောက်ပါ။စေချောင်းသားတွေကတတိယနှစ်ကစပြီးတော့စာတွေ့ပဲတင်ရတာမဟုတ်တော့ဘဲနဲ့လက်တွေ့အတွက်ရောစေယုံတလက်အကြောင်းတလက်သွားပြီးတော့စတင်ကြရပါတယ်။ဒီကိစ္စတွေဖြစ်ခဲ့တဲ့ချိန်တုန်းကအခုခေတ်လိုမျိုး အနှက်မြက်ဆောင်းုံနဲ့မရှိသေးတော့အเจ้าကနေစေးရုံကိုသွားတဲ့လမ်းတစ်လျှောက်လုံးကကုသွန်းကင်းနေကြည့်ပါပဲ။လက်ကတင်းရုပ်လိုလမ်းလေးဆိုတော့မသိရင်တော်လမ်းလေးလိုဖြစ်နေတာပါ။အဲ့စေးရုံရဲ့စေးကုသဆောင်နဲ့ခွဲစေးဆောင်ကိုကိုကလည်းအဲ့တလမ်းပဲရှိပါတယ်။ပြီးတော့စေးကုသဆောင်ဘက်ကနေလမ်းလျှောက်နေရင်လည်းလက်ကတင်းရုပ်ပေါ်ကနေကြည့်လို့ရှိရင်မြန်ဆောင်ထုံးနာလောက်မှာဇရက်လိုအဆောင်လေးတစ်ခုလည်းရှိပါတယ်။အဲ့ဇရက်ကကနုတ်တွေနဲ့အခေါမိုးတိုင်တုံးတွေကိုလာဆင်လာပြီးတော့အတော်လေးတော့အိုနေပါပြီ။ဖြတ်သွားဖြတ်လာတွေ့နေရတော့ဒီဇရက်ကဘာအတွက်လဲဆိုပြီးတော့ကျင့်အောင်မေးမြန်းကြည့်တော့ ဲ့ဒီနေရာကဥပဒေစေပညာဌာနရှိတဲ့နေရာဖြစ်ပြီးဇယက်ကတော့အရင်ခွဲလူနာတွေကိုတရဏဂုံတင်ပေးတဲ့နေရာပဲဖြစ်ပါတယ်။ဒီစေယုံမှာကဥပဒေရေးရာဌာနရင်ခွဲရုံကတက်ဆက်တဲ့ဖြစ်ပြီးရင်ခွဲဖို့လိုအပ်တဲ့လူနာတွေကိုလည်းအဲ့ဒီဌာနမှာပဲတင်ဆက်ထားပါတယ်။အများရန်ဖြစ်နေရတဲ့လမ်းလေးမှာဒီလိုမျိုးရင်ခွဲရုံနဲ့ ခြောက်ခြားစရာဇရက်ကြီးရရှိနေတော့စိတ်ထဲတမျိုးဖြစ်သွားတာတော့အမှန်ပါပဲတော်တော်များများကလည်းအဲ့ဒီဇရက်မှာတရေခြောက်တဲ့အတန်းနဲ့အနက်နေပေးတယ်။ငါဟာတလေဆိုလို့ရှိရင်အကောင်လိုက်ပါမြင်ရတယ်ဆိုပြီးတော့ပြောကြပါဗျ။ဒီလိုနဲ့သူတို့လည်းစတုထားနဲ့ဖိုင်နယ်ပတ်ဝန်းရောက်တော့ ပဒေရေးရာစေပညာကို စတင်သင်ကြားပြီးတော့ဒီဌာနနဲ့ဇယက်အိုလေးကိုနိနိကကက်လေ့လာခွင့်ရခဲ့ပါတယ်။ရင်ခွဲအောင်ဆိုပေမဲ့လည်းထင်သားသလိုမျိုးမမောင်မဲမဲနဲ့ခြောက်ခြားစရာဖြစ်မနေပဲဖြာချံကလေးတွေခင်းထားပြီးတော့ပန်းမင်နေနဲ့အနမ်းသက်တွေပါရရလည်းရှိမနေပါဘူး။ဒီလိုနဲ့အလောင်းတွေကိုဖြတ်တောက်ခွဲစိတ်တင်ကြားကြရတဲ့အခါမှာတော့ရန်ဆိုးရတဲ့ပုံနံကြီးရဲ့ ကိုရင်းငါးစိတ်ပိုင်းတွေကိုကြက်သိန်းထားဆရာကောင်းလာအောင်တွေ့မြင်ခဲ့ရပါတယ်။ရင်ခွဲရုံနဲ့ရောက်တဲ့အလောင်းစရာကရုပ်ပြက်ဆင်းပြက်တေဆုံးတဲ့သူတွေနဲ့အောင်းရှာမရပဲနဲ့တေဆုံးတဲ့သူတွေဆိုတော့မကြွမလွတ်တဲ့သူတွေများရှိနိုင်လားဆိုပြီးတော့သူလည်းအတွေ့အဝန်မိသွားတယ်။ရင်ခွဲရုံမှာအလောင်းကိုစနစ်တကျခွဲစိတ်ဖြတ်တောက်တဲ့သူတွေကဆရာဝန်နေမဟုတ်ပဲနဲ့ဆရာဝန်နေရညွှန်ကြားချက်ရှိအောင်မှလှုံ့ဆော်ပေးရတဲ့သူတွေရှိပါတယ်။အဲ့ဒီတွေအားလုံးရဲ့တူညီရဲ့အချက်ကမျက်စိတွေညီနေပြီးတော့အရက်တွေတောက်ထားကြတယ်ဆိုတာပါပဲ။ဒီနေ့ကျတော့သူတို့လည်းအဲ့ဒီတွေကအကိုကြီးတယောက်ကိုမေးကြည့်ရဲ့။ ဘာဖြစ်လို့အလုပ်ချိန်အရက်တွေတောက်ထားကြရလဲဆိုပြီးတော့မေးတော့ကိုကြီးကမတောက်လို့မရအောင်လေဒီလောက်ကမတောက်ထားလို့ရှိရင်သွေးပြတ်သွားမှာပေါ့ဆိုပြီးပြန်ဖြေရဲအဲ့ဒါနဲ့သူတို့လည်းစိတ်ဝင်စားလာတာနဲ့ကျွန်တော်တို့ဖြစ်ပြတ်သွားနေတာတခါမှအချောက်မခံရဘူးတရေဆိုတာတော့မမြင်ဘူးဆိုပြီးတော့သူလည်းပြန်ပြောတယ်အဲ့ဒီကိုကြီးကတရေကိုမြဝါထင်ထင်မြင်ချင်လို့ရှိရင် တရက်နှကုံတင်မိတဲ့ဇရက်လေးမှာမောင်နဲ့အချင်းရောက်ရင်လာခဲ့လက်တွေ့တီးရလိမ့်မယ်ဆိုပြီးတော့ပြောတော့သူငယ်ဆိုတော့ဆန်တက်ချင်ကြတယ်။အဲ့ဒါနဲ့အကုန်တိုင်ပင်ပြီးတော့ညနေ9:00နာရီလောက်ကြာလို့ရှိရင်လာမယ်ဆိုပြီးတော့သဘောတူလိုက်ကြပါတယ်။ညနေ4:00နာရီခွဲလောက်လည်းရောက်တော့အဆောင်မှနေတဲ့တငယ်ချင်း၄ယောက်ရဲ့မြောက်ကလာမှနေတဲ့သူ၁ယောက်ရဲ့စုစုပေါင်း9ယောက်ဇရက်လေးပေါ်မှာစုကြပါတယ်။သူတို့ကပလင်းလေးကြီးလဲပါလာတော့ပလင်းထောင်မယ်စကားပြောမယ် ည၈နာရီ9နာရီကျရင် ပြန်ကြမယ်ဆိုပြီးတော့တွေးရကြပါတယ်အဲ့လိုနဲ့မှောင်လာလိုက်တာညနေ9နာရီခွဲလောက်လဲကြအောင်ဝတ်တော်ပဲမြင်ရတော့တယ်ပလင်းကလည်းတစ်လုံးလုံးပြောင်းတော့မယ်ဆိုတော့အကုန်လုံးကယူအဝေးဖြစ်လာကြပါပြီဒါပေမဲ့သူတို့တွေကတယောက်ကမတောက်တတ်ဘူးမတောက်ထားတဲ့တယောက်က ပရစေနဲ့လိုလိုရှူစေနဲ့လိုလိုရလို့ဆိုပြီးတော့ထားပြောတယ်အကုန်လုံးသတိထားပြီးတော့လိုက်ရှူကြည့်ကြတော့ဘာနှမ်းမမြအောင်အဲ့ဒါနဲ့မတောက်ပဲနဲ့လာကြောင်နေရဆိုပြီးတော့အကုန်လုံးကလည်းသူ့ကိုဝိုင်းရင်ကြတော့အဲ့ဒီအချိန်မှာတော့ပတ်ဝန်းကျင်အလုံးလုံးအမှောင်ကျသွားပါပြီတလောကလုံးမှာရင်ခွဲရုံဆိုတဲ့ဆိုင်းမုတ်ပေါ်ကခက်မိန်မိန်မီးလေးကိုပဲလက်မြင်နေရပါတော့တယ်အဲ့ဒါနဲ့အနေရနေတဲ့ယောက်ကတခြားသတိထားကြည့်ပါဦးကွာငါတကယ်ရနေရဆိုပြီးတော့ထပ်ပြောပြန်အောင်အဲ့ဒီအချိန်မှာကြတော့အများကလာမှနေတဲ့တယောက်ကပါဝင်မျိုးထောက်ခံတယ်။အဲ့ဒါနဲ့အကုန်လုံးကတေချာ ဝိုင်းရှူကြည့်ကြတော့ရားတဲ့အနံ့ကပရာစီအနံ့နဲ့ဆင်မြင်မယ်တေချာသတိထားကြည့်ရင်တကယ်ရတာစရင်းမုံနဲ့ တို့တွေကအကြောက်တက်ဆုံးတယောက်ကငိုတန်ပါးကြီးနဲ့အနံ့ကြီးကအယမ်းနံလာပြီးငါတို့ပြန်ကြရင်ကောင်းမယ်ဆိုပြီးတော့ထားလို့တော့ဘုမဇလန်ကောင်းလာတာကိုမင်းကဘာလို့ပြန်မာတော့ဆိုပြီးတော့ပါလာတယ်။ဓမီတသေးလေးကိုဖွင့်ပြီးထောင်လိုက်ကြတယ်။မီးကဇရဲမျက်နှာကျက်ကိုထိုးနေပြီးတော့နည်းနည်းတော့လင်းသွားတယ်။ဒါပေမဲ့အနံ့ကြီးကတော့ရနေသေးပဲ။အဲ့ဒီချိန်လက်ကတင်ရိုးပေါ်ကခွေးရရပါထဥလာပြီးတော့အနံ့ကစရင်းနဲ့အပြင် စိမ့်ရွှေရွှေအနံ့တစ်ခုပါထပ်ရလာပါတယ်။အဲ့ဒီနံကစေချောင်းသားတွေအတွက်ကတော့မစိမ့်တဲ့အနံ့။ ။နလက်ဆက်ဆက်ခွဲထုတ်ထားတဲ့ကိုရင်းကလီတာတွေစီကနေရတဲ့အနက်မျိုး။တို့လည်းထောင်ထားတဲ့ဓမီကိုမီးနဲ့နောက်တစ်ဆင်းထက်တင်လိုက်ပြီးပိုလင်းသွားအောင်လို့ဇရက်အလေလောက်ရအောင်ရွှေ့လိုက်တယ်။ပြီးတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြန်ရင်ကောင်းမလားမျက်စာပစ်နေကြတဲ့အချိန်မှာပဲမိုးပေါ်ထောင်ထားတဲ့ဓမီလင်းကတခုခုဖြတ်သွားသလိုမျိုးရိတ်ခန်နဲ့နှုတ်သွားတာကိုသတိထားမိလိုက်ကြပါရစေ။ အဲ့ဒီအချိန်ဓာတ်ဝင်ထိုင်နေတဲ့သူတယောက်ရဲ့မျက်စိတော့မှတခုခုလုံနေရအောင်သတိထားမိသွားတယ်။ဒဲမြင်နေရတာမဟုတ်ပဲနဲ့ညာဘက်မျက်စိမျက်ကွင်းထောင်းကနေမြင်နေရတာမျိုး။အရင်မတောက်တဲ့သူတယောက်ကတော့သူကမူးမနေလို့ပိုလျှောက်ရှင်လာတော့မသိဘူး။လက်တဲ့ရိုးဖြစ်နေရ။ဒါပေမဲ့အဲ့ဒီတယောက်ကချွေးတွေပြန်ပြီးလိုက်လာတာမှားပြီဆိုပြီးတော့ကြမ်းမြုံစိုက်ကြည့်နေတော့ အဲ့ဒီဟာကြီးကိုခုရီမတွေ့သေးဘူးအဲ့တော့သူကလည်းလေးသန်းခတ်တွတ်တွုံးနဲ့တားကြီးမင်းရှိကိုတက်တက်ကြည့်လိုက်ဆိုပြီးတော့ပြောလိုက်တယ်မင်းရှိကိုလည်းကြည့်လိုက်ရောမျက်စိပြူပြီးတော့ကြောင်ကြည့်နေဟာမဇက်ကလည်းဟင်းအောင်နေဟင်းအောင်နေဆိုပြီးတော့စတိုက်ခေါ်ကြော်ပေးရတဲ့သုံးကောင်ကလည်းဘာလဲဆိုပြီးတော့မော့ကြည့်ကျွန်တော်လည်းညာဘက်တောင်ကိုစိတ်မထိနိုင်တာနဲ့လှဲ့ကြည့်အဲ့ဒီလှုပ်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 ရိတ်ကြီးကနယံဘေးကနေအခုံတက်သွားတာဇရဲရဲ့ထုတ်တန်းပေါ်လွှာကနေပဲအဲ့ဒီချိန်သူတို့ရဲ့နာမှာစနွေးနဲ့နဲ့အစိမ့်နဲ့ကလည်းထောင်းကနေလှိုင်ထွက်လာလိုက်တာဇရဲကြီးက တော့လေတိုက်လိုက်သလိုငလင်းလှုပ်သွားသလိုလိုအသိငင်နေဖြစ်သွားပါတယ်။အဲ့ဒါနဲ့သူတို့လည်းခြေနေလုံးဝမကောင်းတာတိလိုက်ပြီးတော့ပြန်ကြမယ်ဆိုပြီးပစ္စည်းရဲ့တိမ်ဓမီကိုလမ်းအကိုင်းမိရဟိုထိုးဒီထိုးနဲ့ဇရက်ထုတ်တန်းတော်ကိုထိုးမိသွားချိန်မှာတော့ပုံတရံတေချာမန်းမရပေမဲ့အမျိုးသမီးပုံစံကိုမှဇမင်ဖယိုဖယဲနဲ့မျက်နှာကသွေးထွက်လွန်နေတဲ့လူနာရီလိုမျိုးဖြူးဆုံးနေပြီးတော့လက်တွေခြေထောက်တွေကလည်းဖောရအောင်မျိုးအန်အန်ကြီးဖြစ်နေတာပါ။တူကိုယ်လုံးစနွင်းနယ်ပြည်နယ်ဝါထင်းနေရာကြီးဟာထုတ်တန်းပေါ်မှာစောင်းကြောင်ဝင်ထိုင်ပြီးတော့ ။လက်တစ်ဖက်မှာလည်းခလေးမွေးကင်းစားလိုလိုသွေးခဲလိုလိုကြီးတစ်ခုကိုကင်ထားတယ်။အဲ့လိုမျိုးမြင်လိုက်ရတဲ့အခါသူတို့အကုန်လုံးမလှုပ်ရှားနိုင်မင်းနဲ့ငူငူကြီးဖြစ်ကုန်ပြီးနောက်ထဲမှာဘာဆိုဘာမှမတွေးနဲ့တော့ပဲနဲ့စိုက်ကြည့်နေမိရဲ့။ပြီးမှအတွေ့ရပြန်လာပြီးတော့ဒီချင်းဒီနေရာမှာ နိုတိုင်းမိခင်ကိုဝန်ဆောင်အမျိုးသမီးတယောက်ကဇရဲရဲ့ထုတ်တန်းပေါ်မှာစောင်းချောင်းထိုင်စီအကြောင်းလုံးဝမရှိဘူးဆိုပြီးတော့တွေးမိလိုက်တာနဲ့သူတို့တရဲချောက်ခံရတာတေးချသွားပြီးပါလာတဲ့ပစ္စည်းတွေတော့မယူနိုင်တော့ဘဲနဲ့၅ရောက်လုံးအဆောင်တချို့တွေပြေးကြပါတော့တယ်။ဒါသမျှဖျားဆာတွေရေမန်းတွေပဒီးတွေမန်းကျိုးတွေအကုန်စွတ်ဖျန်းတောက်ပြီးတော့အိတ်ကြပေးမယ်လေအဲ့ဒီအကြောင်းပဲတွေးနေမိကြတယ်။အဲ့ဒါနဲ့သူတို့လည်းတရဲဆိုတာတကယ်ရှိရဲ့လို့လက်ခံသွားကြပြီးတော့နောက်ဘယ်တော့မှရင်ခွဲရုံဘက်ကိုညဘက်ကြီးခြေဦးတော့မလဲရဲကြတော့ပါဘူး။